တလေးကိစ္စနဲ့ပြောပါမယ်မန္တလေးကိစ္စအခြားမဟုတ်ပါဘူးအဘိုးချုပ်ကြီးကမန္တလေးကိုရောက်နေဆိုတာအားလုံးသိပြီးသားပါမန္တလေးရဲ့တက္ကသိုလ်ကြီးယာပြီးပေါ့နော်အိုက်ပွဲရောက်နေတယ်ရောက်နေတော့ဘိုးချုပ်ကြီးရောက်နေတာအကောင်ဒါပေမဲ့တစ်ဖက်ကလှုပ်လိုက်တာကဘိုးချုပ်ကြီးကိုယူရပြီးတော့လှုပ်လိုက်တဲ့လှုပ်ရက်ကတော်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 ဆိုးတဲ့ကိစ္စတစ်ခုတော့ဖြစ်တာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီမန္တလေးတက္ကသိုလ်ရဲ့နှစ်တရာပြည့်ရာပြည့်ပွဲကိုမန္တလေးတက္ကသိုလ်နှစ်တရာပွဲမနေ့ကမနေ့ရက်ဘုံကြီးရောက်တယ်ရောက်တယ်ဆိုတော့တရင်ရတဲ့ခါကျတော့ဘုံကြီးကိုရည်ရွယ်ပြီးတော့ဆိုပြီးတော့ ဒီမန္တလေးနန်းတွင်းတဲ့အရှေ့တိုက်ဆန္ဒချုပ်ရုံယူရပြီးတော့ဘုံကြီးအဲ့ဒီမှာတဲတယ်အဲ့ဒီမှာအိတ်တယ်ဆိုပြီးတော့ယူရပြီးတော့ချောက်လိုက်လို့နှစ်ပြည့်ဖြစ်စဉ်ဖြစ်စဉ်တစ်ခုဒီကနေ့မနက်အစောကြီးမှာဖြစ်သွားတယ်နော်အော်တိုဘာ၄ရက်နေ့မနက်၆နာရီဝင်ကျင်လောက်မှာဖြစ်သွားတယ်လို့သိရတယ်ဒီပြောရရင်တော့မန္တလေးကတိုက်ဆန္ဒချုပ်ဝင်နန်းတွင်းကြီးပေါ့နန်းတွင်းရှိတယ်ထင်မနန်းတွင်းမှာတိုက်ဆန္ဒချုပ်ရှိအောင်အဲ့ဒီမှာဘုံကြီးတဲခုတယ်လို့သူကသိတယ်တွေ့မျောမှန်းပြီးတော့ချောက်လိုက်လို့ဆက်ပြစ်တယ်ချောက်လိုက်နှလုံးနှလုံးပြစ်တယ်လို့ကြားတယ်ပြောပြစ်တော့နှလုံးလို့ကြားတယ်ဒါပေမဲ့ နှလုံးတွေသုံးလုံးတွေတော့မသိဘူးလောစရတော့ကျွန်တော်လောစရပြစ်လိုက်တဲ့အတွက်ဘိုးချုပ်မကြီးကိုထိသလားဆိုတဲ့မိန်းကောင်ပေါ့ဘိုးချုပ်မကြီးကတိတော်တိပါမလားမသိဘူးပြစ်ပြီးတော့မှတော့ဘိုးချုပ်မကြီးအေးဆေးအောင်ဖြစ်နေဦးမှာဖွင့်ပွဲတော်ဖွင့်ပြီးသွားအေးဆေးပဲဆိုတော့ဖွင့်ပွဲဖွင့်ပြီးသွားလို့ဘိုးချုပ်မကြီးလည်းအေးဆေးပဲပြန်လာပြီဒါပေမဲ့မအေးဆေးတာဘာလဲဆိုတော့ပြစ်တဲ့ကောင်ကြီးမအေးဆေးတော့ပြစ်တဲ့ကောင်ကြီးမအေးဆေးတော့မအေးဆေးဘာလို့ဆိုတော့အခုမန္တလေးနန်းတွင်းထဲကိုပြစ်လိုက်တဲ့ကိစ္စကမန္တလေးနန်းတွင်းထဲကိုပြစ်လိုက်တဲ့ကိစ္စကနန်းတွင်းထဲကိုကြပါသလားမီးတော့ကျွန်တော်သိရတော့မကြောက်ဘယ်ကပြစ်တာလဲဆိုတော့အဲ့ဒီမင်းကုန်းဘက်ကမင်းကုန်းဆိုတာကမန္တလေးရဲ့မန္တလေးရဲ့ဘုဘဒါကူးလိုက်ရင်ဇာခိုင်ဇာခိုင်ဘုဘဆက်ထွက်မင်းကုန်း နောက်ဘက်ကိုတနားခွဲလောက်ကားမောင်းရင်ဒါရောက်ပြီလို့မှန်းလို့ရတာပေါ့နော်ဆိုတော့မင်းကုန်းကနေမန္တလေးကိုလှမ်းကြည့်လို့ရှိရင်ဒီလိုတစောင်းမျက်စောင်းတိုးလေးဒီလိုတလွယ်ကုတ်လေးပေါ့အဲ့လိုပဲအဲ့တော့မင်းကုန်းဘက်ကနေပြီးတော့ကျွန်တော်ထင်တယ်မြစ်ကန်းဆက်ကနေပြီးတော့လာပြီးတော့ချော်လိုက်တုံးနဲ့မြစ်ကန်းဆက်မှာရှိတဲ့ဒီဟိုကိုင်းတော်တွေတွေကနေပြီးတော့ဒါကြည့်ရတာချော်လိုက်တုံးနဲ့ဒီဘက်ကိုမန္တလေးနန်းတုံးချိန်ပြီးတော့တို့ကလိုအားနဲ့ကြည့်ပြီးတော့ Google Map တွေໄວထောက်ပြီးတော့ချိန်ပြီးတော့ဒါနန်းတွေဘက်ကိုတိတ်ပြုတ်ပုံရတယ်အဲ့တော့မန္တလေးနန်းတွေဘက်ကနှစ်မိုင်ကျော်ကျော်လောက်ရှိမယ်အဲ့ဒီဘက်ကနေဒီဘက်ကိုနှစ်မိုင်ကျော်မကနှစ်မိုင်ကျော်တော့မကဘူးဗျာဆိုတော့မင်းကုန်းဘက်ကနေမြစ်ကိုဒီဘက်ကိုကူးလာပြီးတော့ပြစ်သလားမင်းကုန်းဘက်ကနေမြစ်ကိုကျော်ပြစ်သလားဆိုတော့လည်းစဉ်းစားခက်တယ်ပေါ့နော်ဟို ဟိုမန်ဒရီနန်းနန်းရပေါ့ဆိုတာမကောက်ဘူးမန်တော့လည်းမကောက်ဘူးအဝေးလူသေးတယ်တော်တော်ဝေးတယ်မြေပေါ်တော့ထောက်တယ်တော်တော်ဝေးတယ်ဆိုတော့အဲ့ဒါကို short line နဲ့ပြစ်ပြီးတော့တို့ကတစ်ဖက်ကတော့အောက်ဝေးခံတယ်တစ်ဖက်ထုတ်ပြန်ချင်မှတော့ဗာလဲဆိုတော့တို့ short line ပြစ်လိုက်တယ်အဲတို့ဂျီမန်ချက်ပိုချိုးချင်းမရောက်လိုက်ရှိနေလို့ပြစ်တယ်ပေါ့ဗျာနော်ဦးမြောက်ဦးမြောက်လိုက်ရှိလို့ပြစ်တယ်ဒါပေမဲ့တို့ဂျီမန်ချက်ကပြစ်မှတ်ကိုမထိဘူးဆိုပေမဲ့အဲဦးမြောက်လိုက်ရှိတဲ့အချိန်မှာပြစ်လိုက်နိုင်တဲ့အတွက်တို့လည်းလာတို့လည်းအောင်မြင်မှုပါဆိုပြီးတော့တစ်ဖက်ကတစ်ဖက်ကကြွေးကြော်တယ်တကယ်တော့ကျတော့အောင်မြင်လို့ကြွေးကြော်ပြီးမဲ့ရှိပြပြစ်တိုက်ပြီးတဲ့နောက်တိတ်မကြခင်မိနစ်ပိုင်းနာရီပိုင်းတော့မှာပဲအဲ့မင်းကိုဘက်ကိုတတ်မလို့ဆက်ချောင်းနေရထိုးတော့တာမထိုးလို့မရတော့ဆက်ချောင်းထိုးတာလိုက်ရတော့ တော့ဘယ်ရပြစ်တယ်ဘယ်သူလဲဆိုခွန်းဆက်ကိုရှားတာပါဗျာအခုတော့ဒါစစ်ကြောင်းနေထိုးနေပြီသားလို့ကြမ်းကြားပါတယ်အဲ့တော့မင်းကွန်းကိုကျွန်တော်တို့ကခံမှန်းတာမင်းကွန်းကလေမြစ်ကနေပြီးတော့ညဘက်ကြီးကူးလာပြီးတော့များဒီဘက်မန္တလေးအဆက်နာဒီတောင်ဆက်တည်းကနေပြီးတော့လာပြီးတော့မယ်ဒီလိုပြစ်သွားသလားသူ့ပုံလေးရဆိုရင်တော့ဒါကိုင်းတော့တဲ့ကနေပြစ်တာပြစ်သွားတယ်အခုလက်နက်ကြီးကချွတ်လိုက်တော့တော့ကြားတဲ့နေရာတခြားနေရာကိုကြားတာတလုံးဆိုရင်အရသားတွေဖြစ်တဲ့ဘက်ကိုကြားတယ်ဒါပေမဲ့ကန်ကောင်းတာမန္တလေးမှာဒီဒီကူးကြားတဲ့တဲ့နေရာတော့ခုထိတော့အရသားတွေတည်ရဆိုတဲ့နေရာမကြားသေးဘူးကြည့်ရတာကန်ကောင်းသွားတယ်နောက်တော့ကလည်းအဲ့လိုပဲဘယ်နေရာကြမ်းမှန်းတော့မသိဘူးဘယ်နေရာကြမ်းမှန်းတော့မသိဘူးကြားတော့ကြားတယ် ဆိုတော့နှလုံးလောက်တော့ချမ်းမြင်ကြတယ်ဒါခံချမ်းမြင်ကြရတာပေါ့နော်ဆိုတော့ဘယ်သူမှတော့နံပါတ်1ကတက်မတော်ကောင်းဆောင်ဘိုးစိုးကြီးမြောက်မလဲထိခိုက်ခြင်းမရှိသလိုတက်မတော်သားတူတူတောင်မှဒဏ်ရာရထိခိုက်ခြင်းလည်းဘယ်သူမှမရှိဘူးဘယ်သူမှလည်းမရှိဘူးမန္တလေးနန်းနန်းတော့နန်းနန်းနဲ့ကိုကတော့ရင်းဖို့တော့မတန်းလိုက်ရပါဘူးချက်လိုက်တော့မပြောနဲ့အဲ့လိုပြောခဲ့တယ်ချက်လိုက်တော့မပြောနဲ့ဘာမှတော့မန္တလေးနန်းနန်းကိုဘာလည်းမှမကြားလိုက်ရဘူးအဲ့တော့ဖြစ်တော့သူတို့ကရည်ရွယ်ချက်ကတော့မန္တလေးနန်းတွင်တက်ခတ်ထားတော့မန္တလေးနန်းတွင်တက်ခတ်ထားဘိုးစိုးကြီးမြောက်မလဲဒါပေမဲ့မထီဘူးဘယ်နဲ့ကြောက်တော့မသိဘူးတလုံးကရက်ဖက်ရက်သားတွေရှိတဲ့ဘက်ကိုကြားတယ်လို့ကြားတယ်အဲ့တော့လောလောဆယ်မင်းကုန်းဘက်ကိုတော့တက်မတော်ကပြစ်လိုက်တဲ့နေရာကိုကျက် ဟာကိုခံမနေကမင်းကောမကဆိုတိလို့မင်းကောမကတော့ဆေးချောင်းထိုးပြီးတော့ဘယ်သူတွေပြစ်တာလဲဆိုလိုက်ပြီးအဲ့တော့အမဲလိုက်သူလိုက်ပေါ့ဗျာဆိုတော့ဗိုလ်ချုပ်မကြီးကိုမြန်မြန်ဆဆသွားလို့တော့ခင်ဗျာအမဲလိုက်ခံပြီးဟုတ်အဲ့တော့နင်းတိုင်းတိုင်းမင်းကောနာတော့ဝိုက်မှရှိတဲ့လူတွေကတော့ပြည်ရက်တွေတော့ခင်ဗျာခွေးပြေးပြီးပြရအောင်တော့ရှိတယ်သူကဆိုနေကောင်းတာအခုတော့တွားပြီးလုလိုက်တာခွေးပြေးပြီးပြရအောင်ပြီးတော့ဒါကြီးကိုလုလိုက်ရင်သူတို့စိတ်ထဲမှာအောင်မြင်မယ်လို့သူတို့ထင်နေပုံရတာပေါ့ တို့တို့ထဲမှာရှိတဲ့ရှော့ရိုက်တုံးကိုသူသူတို့တို့ထဲမှာရှိတဲ့ရှော့ရိုက်တုံးကိုတာဝေးပြစ်လက်နဲ့သူမှတ်နေသလားမသိဘူးတာဝေးပြစ်နော်ဟိုတကယ်မဆိုင်နေမှမှတ်နေလားမသိကြည့်ရတို့တို့စိတ်ထဲမှာပြီးတော့ဟိုဟိုတာဂက်လောက်ထားတဲ့တာဝေးပြစ်မဆိုင်နေမှသူတို့ကိုသူမှတ်နေလားမသိတွေ့ရရှော့ပြစ်တော့အခုအရသားတွေများထိခဲ့ရင်တော့အောင်မသေးကြကြည့်ကြအောင်ပါဆိုတော့တော်တော်တော့ဒီကောင်တွေရဲ့ဟိုအုံနာမပါဘူးပေါ့နော်စဉ်းစားဖို့ပေါ့ပြီးတော့တို့ကဒီတည်ထုတ်ပြန်ဖို့ပဲတို့ကဒီတစ်ဖက်မှာလက်ဝှက်ရယူတည်ထုတ်ပြန်ပြီးတော့ငါတို့လှုပ်လိုက်ပြီးကွာဆိုတော့ဒီလိုမျိုးဒီကြွားဖို့ပဲသူစဉ်းစားတာမျိုးရတယ်ဒီတို့ရဲ့ရွေးချက်ကကြွားဖို့လွယ်ပြီးကျတာဘာမှမရှိဘူး မထိခိုက်နိုင်တဲ့ကိစ္စရယ်နဲ့ရသပြည်သူထိခိုက်လည်းမထိခိုက်လည်းမစင်သာဘူးတွေ့ရရှောက်ပြတယ်အဲ့တော့ဖြစ်တော့ခုနောက်ဆုံးရသပြည်သူကံကောင်းလို့မသိဘူးလို့ပြောလို့ရတယ်ကောင်းလို့မသိရအဲ့တော့ဘလို့ဆိုတော့မင်းကုန်းဘက်မှာရှိတဲ့အဲ့ဟို PDF နေပြည်စခန်းတွေကတော့တေးကြတယ်ဘိုးချုပ်ကြီးမျက်စိစုံဝေးစုသွားပြီအဲ့ကြရင်တော့မင်းကုန်းနောက်တော့ဝေးမှာရှိတဲ့ PDF တွေဘဝကတော့ကိုယ်တိုင်နဲ့ကိုယ်ကံပဲခင်ဗျားတို့ကသွားလောက်တာကိုကိုယ့်အကူ AAC လက်နဲ့နဲ့ချင်းချင်းအလင်းဝင်လိုက်တောင်းမှာပဲ AAC စင်းနဲ့ဘိုးချုပ်ကြီးကတလောက်တယောက်ဆယ်သိလောက်ပေးရရရအောင်မှာအခုတော့အဖုံချိန်ခံရမဲ့သဘောတော့မြင်ရတယ်ငါ့မှာလောက်ရသလားဆိုရာဆက်ဆက်သူကင်ခဲ့တယ်တက်တမဲအဲ့ဒါအဲ့နာ PDF တွေကတော့ဘဝတော့မတွေးရစရာသူတို့ဘဝနဲ့သူတို့ပဲဒါကတော့ကျွန်တော်ဒါမန္တလေးမှာဖြစ်တဲ့ကိစ္စနော်အဲ့တော့ ဘုဒ္ဓမြတ်ကြီးကိုရွေးပြတဲ့နည်းနည်းချက်လိုက်တုန်းကတော့ဘုရားသားပြည်သူတွေလည်းကြားတယ်ကြားပါတယ်ခံကောင်းသောဘုရားသားမသိဘူးဒါပေမဲ့ဖြစ်ချင်တော့ကန်ဆိုးသွားပြီးအဲ့ဒီပြစ်တဲ့အဖွဲကတော့တော်နေခံရပြီဒီနေ့တော့တကယ်ကိုအမဲလိုက်ခံရပြီအဲ့တော့ဘလို့ဆက်ကြအောင်လို့နောက်ရကြိုင်ကြအောင်မလားမသိဘူးဘလို့ကြားမလဲမသိဘူးနောက်ရကြိုင်ဘလို့ကြားမလဲလို့ကျွန်တော်ခံမှန်းကြည့်မယ်နော်စစ်တပ်ကစစ်ကြောင်းကမင်းကုန်းဒေသခံပြည်သူတို့ရွာတွေကိုမီးရှို့တယ်လို့ဖျက်ဆီးတယ်လို့တပ်ဖြတ်ပါတယ်လို့လာအောင်မယ်ဒါဒါဒါတို့ရဲ့ကလင်နာကြလုပ်နေကြလို့ဒီတကယ်လုပ်တလားဆိုတော့တပ်ပေါ်တကယ်လုပ်တလားဆိုတော့တပ်ပေါ်ကလုပ်ချင်းလုပ်ရင်အဲ့ PDF တွေပဲသူကလုပ်မှာပေါ့ရရသားပြည်သူလုပ်ဆရာလားမလုပ်ချင်းလို့မလုပ်ဖက်နေကြတာမလုပ်ဖက်နေကြတာနှစ်ကိုပေါက်နေပြီ အခု PDF တွေဒီလိုမျိုးလက်ရက်ဆက်ရက်လောက်လာတဲ့ဘုရားတော့ဘုသူကြီးကသူနာသူတပည့်တွေကခင်ဗျာတို့ဆရာကိုလောက်လာပြီဆိုတော့ဘယ်ခံတော့မလဲခင်ဗျာတော်တော်မန္တလေးတိုင်းကနေမှတော့ပြည့်နေတော့ဘာမှမပြောဘူးတို့ဆရာကိုလောက်ရင်တော့ဘယ်ခံတော့မလဲဆိုတော့ပြောမန္တလေးတိုင်းကပြောင်းလာတဲ့တိုင်းကတိုင်းကအစ်စ်ဘုံဘဝနေဆိုင်လာတဲ့တိုင်းကအစ်စ်နောက်တစ်ခုကဒီဒုတိုင်းမှုလိုမျိုးပုံကိုယ်တွေလည်းတွယ်မဲ့အုပ်စုတွေအဲ့တော့ကျွန်တော်မြင်နေမိန်းကောင်ကတော့အတူစစ်စစ်ရင်းနေတော့ခံအောင်မလားမသိဘူးဒါတော့ကျွန်တော်မြင်နေရတော့ပါနော်အဲ့တော့စောင့်ကြည့်ရတော့ဗျာနော်ဒါလောဆိုတော့ဘုံကြီးကတော့အေးစစ်စစ်ပွဲတွေတက်ပြီလို့အေးစစ်စစ်ပဲသူတော့ ေးစေးတော့နိုင်ယူနေပါပြီအေးစေးပါပဲသူတော့ကလေးစေးသူဒီတော့တုံလှုပ်ချင်းလည်းမရှိစေးလည်းဝင်သားကိုသိစေးဩအေးဖြစ်တော့ဟုတ်သိကောင်းတော့သူမရှိဘူးလို့ကျွန်တော်တော့ခံမှန်းပါတယ်နော်ဒါကတော့ဟိုတိုင်းုံနဲ့ပြည့်တဲ့ကိစ္စနဲ့ဆက်ဆက်ပြီးပြောတာပါနောက်တစ်ခုကဒီအနောက်ရှက်ပေးတဲ့ကိစ္စတွေစောကြလောကြတဲ့ကိစ္စတွေနဲ့ဆက်ဆက်လို့ကျွန်တော်ဒီနေ့ပြည်သူလူထုကို message ပေးချင်တာတစ်ခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့ဟိုအခုဒီနေ့အချိန်ထိရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဆန့်ကျင်ကန့်ကွက်သူပေါ့နော်ဆန့်ကျင်ကန့်ကွက်ကြောင်းလှုပ်ရှားတဲ့သူ64ဦးတိတိဖမ်းဆီးအရေးယူခံထားပါပြီ ော်ဖမ်းဆီးယူတယ်24ခုမှုဖွင့်ခံထားပြီးတော့မှုဖွင့်ခံတရားရေးတရားစွဲတင်ပြီးတော့တချို့အမိန့်အောင်ချထားတော့မယ်6စုစုပေါင်းဖမ်းဆီးထားတဲ့လူက64လေးဦးရှိသွားပြီအဲ့တော့ခင်ဗျားတို့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ခင်ဗျားစိတ်ထဲမှာတခုခု Facebook ပေါ်တက်ပြီးရေးချင်နေဆိုရင်ဟို64ဆိုတဲ့ကိန်းဂဏန်းကိုမမေ့နဲ့နော်64 64နဲ့65 66 69တွေဖြစ်ကုန်မယ်အဲ့တော့64ကနေ65ကခင်ဗျားဖြစ်သွားနိုင်တယ်66ကနောက်ထပ်ခင်ဗျားဖြစ်သွားနိုင်တယ်69 69ကခင်ဗျားမိသားစုတွေတယောက်ဖြစ်သွားနိုင်တယ်အဲ့တော့အခုက64 64 64နဲ့ရက်နေတာ နော်တိတ်မကြခင်မှာခင်ဗျားတို့65ဆိုတော့ခင်ဗျားဖြစ်သွားလိမ့်မယ်အဲ့တော့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ရှိရင်တော့ခင်ဗျားတို့ဒီတတိထားကြဖို့ပြည်သူလူထု message ပေးခြင်းနဲ့ဘာလို့ဆိုညှောက်ပေးတိုင်းရှောက်မလို့ရဘူးရွေးကောက်ပွဲနဲ့ပတ်သက်ရင်ဆန့်ကျင်တဲ့ကံကွယ်တွေဥပမာဆိုရင်ခင်ဗျားက Facebook မှာတက်ပြီးတော့ Facebook တက်ပြီးတော့ရွေးကောက်ပွဲကိုငါဆန့်ကျင်တယ်ကွာရွေးကောက်ပွဲငါတော့လက်မခံဘူးရွေးကောက်ပွဲကိုဒီအစ်အစိုးရတို့တွေကအဆင်ပြေပေါ့ခင်ဗျားတို့အဲ့လိုမျိုးပဲပြတာကခင်ဗျားကခင်ဗျားနေတော့ဘာမှမပြူခင်ဗျားရဲ့တငယ်ချင်းရင်းခက်ကွာတို့လိုက်လိမ့်မယ်ဒီကောင်ကရွေးကောက်ပွဲဆန့်ကျင်တယ်လို့ပြောတယ်ဆိုပြီးတော့တို့လိုက်တော့အဲ့တို့တော့လာဖမ်းမယ်လို့အစင်းစင်းဆောင်တယ်ကွက်စုကောက်ဖမ်းတော့မယ်ခင်ဗျားတို့တပတ်ဆယ်ရက်အတွင်းမှာခင်ဗျားကျွန်တော်တက်လာတော့မကြောက်ဘူးခင်ဗျားကွက်စုထောင်းနှချပြင်မှာသူကယူကောက်ပွဲနဲ့ပတ်သက်တဲ့အမှုကချက်ချင်းလုပ်မှာ ။ဝါပြီးတော့ခင်ဗျတရားဗာလေရှင်းနေလေခေါ်မိနစ်တွေပေါအောင်တရားရင်ဆိုင်နေရတယ်မထင်နဲ့စစ်ကူးမကျင်နဲ့အမကလည်းမရဘူး။အခုဒီနေ့ပြောတယ်ဗာသူကဒီနေ့ထွက်ဒီနေ့ပေါက်တယ်ဆိုရင်အဲ့ဒါပဲ။ဒီနေ့ထွက်ဒီနေ့ပေါက်တယ်ဆိုတော့တတိရှင်ရှိကြတာပေါ့ဗျာ။ဆိုတော့ကျွန်တော်ကဒါဝါပြတော့ဘူးမလောက်ကြဘူးပြောတာ။နော်သူကလည်းချိကြောက်တာမှမလောက်တာအကောင်းဆုံးခုနှစ်က၄နှစ်ကျော်လာပြီ။တစ်ချိန်လုံးခင်ဗျ၄နှစ်ကျော်လုံးလုံးအေးစိနေရပြီ။ဟိုထောက်လည်းမကြဘဲနဲ့အေးစင်းနေရမလားအခုဒီဟာလေးရွေးကောက်ပွဲလေးကြာမှာကောက်ပြီးတော့နင်းတိုင်ထောင်ထဲရောက်ကုန်ပြီမယ်အဲ့တော့ပြစ်နိုင်တော့ရသပြည်သူလူထုသတိပေးချင်တာ message ပေးချင်တာကခင်ဗျားတို့အနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ရင်ဆန့်ကျင်ကန့်ကွက်တာနှောက်ရတာဟန်တာတာတားဆီးတာလှောင်တာပြောင်းတာဒါတွေကမလုပ်ကြဘူးလို့ရတယ်။နော်အရင်လက်ရရင်ကိုယ့်လက်ကိုယ်တနေရာမှာနှိုက်ပြီးတော့ပေါက်နေပြလိုက်။ကုတ်နေကုတ်နေပြလိုက်။နော် Facebook တက် post မှာတင်ပါနဲ့ Facebook တက်ပြီး live တွေ့နေတာမလုပ်ပါနဲ့ Facebook တက်ပြီးရေးတိုင်းမလုပ်ပါနဲ့ social media တက်ပြီးရေးတိုင်းပြောတယ်မလုပ်ပါနဲ့ပြီးတော့အခြားသတင်းဌာနတွေတခုခုပဲပြည်ပြည်သတင်းဌာနအုပ်စုတွေအောက်မှာ comment တွေပြီးပြီးတော့ဟီဟာတွေထားမလုပ်ပါနဲ့။နော်အဲ့ဒီ comment တွေအောက်မှာသွား like တွေသွားပြီးပြီးတော့ဟိုဟာဟာတွေသွားပြီးတာမလုပ်ပါနဲ့။ဘာလို့ဆိုတော့ခင်ဗျားတို့ကိုပြောတာကျွန်တော်တက်ဖို့ဘူးကျွန်တော်ကဘာမှမဖြစ်ဘူးခင်ဗျားတို့ထောင်းနေရောက်ပုံပဲဆိုလို့ရွေးကောက်ပွဲနဲ့ပတ်သက်လို့60နဲ့4ယောက်ရှိသွားပြီ။ အမှုဖွင့်ခံပြီးတော့ထောင်ထဲရောက်မယ်လူ64ရောက်ရှိသွားပြီအနည်းငယ်များกว่าမယ်အတချို့ကရွေးကောက်ပုံဖြတ်လို့ဖြက်စည်းကိုလုတ်တဲ့သူကတော့သေချာဖို့ပြင်ကြည့်မယ်တာမန် Facebook post တွေအကြောင်းကြီးလိုက်တာကတော့နှစ်နေနေပေါ့မယ်ဒါပေမဲ့ခမရနာမည်ကြီးတဲ့လူပညာရှင်တယောက်ဖြစ်တဲ့ဆိုတော့တတိရှိရေးကြည့်လိုက်ပေါ့ဗျာဟိုမှာပြည်သူတို့ကတော့ပြည်သူကတော့မြေးတော့ပါဘူးပြည်သူကမြေးတော့တော့ပါဘူးအခုတော့သူဘာမှမပြောဘူးပဲသူ2015ဗီဒီယိုဖိုင်ကိုဟိုလက်ရှိ ဒီဒီဒီဘက်ချိန်မှာဒီဘက်ခင်မှာပြန်တုံးတော့အောင်ပြည်သူဘာမှမပြောဆိုတော့ပြည်သူတို့ကတော့မဖြစ်ပါဘူး AC ပါတော့ AC နေတတ်သွားပြီနော်ဖူဖေးတို့ကလည်းပေးတာကသာသူရန်တွေးရတာအစိုးရတို့သူပြောရမှာမဟုတ်ဘူးဖူဖေးလားအစ်ပေးတာကသာရန်တွေးရတာအစိုးရတို့မပြောရဘူးဘာလို့ဆိုတော့6800ဈားတွေကိုသူရေးခဲ့တဲ့စကလုံးတော့သူပြန်ချက်ချင်းပြန်ပြီးအထစ်လုပ်သွားတယ်ဖူဖေးတို့ကလည်းကြောက်ကြလာမင်းတုံနေတာပဲအဲ့ဒါကြတော့လေနော်ပြောတော့လာသူတို့ပဲခုတော့ကြောက်ကြလာမင်းတုံနေတာပဲဖူဖေးတို့ဆိုတော့6800ဈားသူစကလုံးသူရေးခဲ့တယ်ပြီးတော့ချက်ချင်းအထစ်ပြန်လုပ်လိုက်ဖူဖေးတို့ကလည်းဆိုလေနော်ဟိုပြည်သူတို့ကဆိုလေသူ့ video file 95ဟိုဟိုမဲပေးဖို့2015ရိုက်ခဲ့တဲ့ဗီဒီယိုကားလေးကအခုပြန်ပြတယ်ဟိုအဲ့ဒါလေးပြန်ပြနေပြီပြည်သူဘာမှမပြောဘူး ားမမချက်မပေးဘူးအဲပြောချင်အဲ့တော့အကြိမ်ခင်ဗျာထင်ရှားတဲ့လူပြည့်ရှိတော့ဖြစ်လို့မယုံလို့ရှိရင်ရေးကြည့်လိုက်ပါရေးကြည့်လိုက်ပါနော်ရေးလိုက်ပါရွေးကောက်ပွဲကိုတော့ကျမတို့မထောက်ခံပါဘူးလို့ကျွန်တော်တို့မထောက်ခံပါဘူးခင်ဗျားတို့မယုံဖြစ်ဆိုတက်ကြည့်လိုက်ပါဒီနေ့ထိုးရင်ဒီနေ့ပေါက်မှာနော်ဒီနေ့လို့ဒီနေ့ပေါက်မှာအဲ့တော့တွားမလွတ်ပါနဲ့တော့ကိုယ့်အကူအေးစေးနေပါရွေးကောက်ပွဲနဲ့ပတ်သက်ရင်အားပေးထောက်ကူပြုတဲ့သဘောမျိုးသာပြောကြပါအားပေးထောက်ကူပဲလုပ်ကြပါဘာလို့ဆိုရွေးကောက်ပွဲကမှအားပေးထောက်ကူမလုပ်ရင်ခင်ဗျားတို့အကြံဖက်သမားတွေထောက်ခံမလို့လားရွေးကောက်ပွဲမှာငင်းပယ်ရင်ခင်ဗျားတို့အကြံဖက်တာကိုခြိုက်တာလားလက်နက်ကိုင်ပုံမှန်တပ်ဖြတ်နေကြတာကိုခြိုက်တာလား ကတိချစနာဘူးလို့ပြီကျွန်တော်တို့ကရွေးကောက်ပွဲကိုပဲ support လုပ်တယ်ရွေးကောက်ပွဲဖြစ်ဖို့ပဲတိုက်တွန်းပါတယ်ရွေးကောက်ပွဲဖြစ်ကိုဖြစ်ရမယ်လို့လည်းယုံကြည်ထားရတယ်လို့လည်းဖြစ်ပါတယ်ရွေးကောက်ပွဲနဲ့အတူအစိုးရအသက်တက်ကိုမျှော်လင့်နေတဲ့သူတယောက်လည်းဖြစ်တယ်ရွေးကောက်ပွဲနဲ့အပြောင်းအလဲအသက်ကိုလည်းမျှော်လင့်နေတယ်သူဖြစ်ပါတယ်ဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဘယ်လို64ယောက်ရှိသွားပြီဆိုတော့ပြောချင်တာအဲ့တော့ဒါလေးကသတိထားရမယ့်ကိစ္စအလို့ကျွန်တော် message ပေးပေးပါပေးချင်တာပါအဲ့တော့64ယောက်ကိစ္စနဲ့တခါဆက်ပြီးတော့ဟောပြရင်တော့ဒီသတင်းတွေအရဆိုရင်တော့ အာတော်တော်လေးဟိုသတိကြီးကြီးထားမယ်ကိစ္စလေးရှိရွေးကောက်ပွဲနဲ့ပတ်သက်ဂျူပြီးပြင်ရမယ်ကိစ္စလေးအများကြီးရှိပါတယ်ပြည်သူလူအနေနဲ့နော်ဟိုပြီးတော့မဲယုံမှာအခုမဲသွားမဲယုံမှာကိုယ်နာမည်ပါလားမပါလားမဲယုံတက်တဲ့ချိန်မှာသွားကြည့်ကြပါဘာလို့လဲဆိုတော့ဒီကိုယ်နာမည်ပါလားမပါလားမသိဘဲနဲ့မဲယုံမှာဘာဖြစ်နေတခုခုဆိုရင်ကိုပဲနှံတာမှာ ဖြစ်ပါတယ်ဟိုဆိုလိုတာကဒီရွေးကောက်ပွဲမှာမဲပေးဖို့အတွက်ကိုကမဲပေးကဒီနေ့ချိန်မှာသွားကြည့်ပြီးမပါတော့ဘူးလို့မပါလို့ပေးရပြန်လှစ်လာလို့ဖြစ်သွားတယ်မကောင်းဘူးဘာလို့ဆိုတော့အခုချိန်မှာမဲယုံကကတ်ပြီကတ်ပါလို့မြို့တရားနှမ်းမြို့နယ်မှာအခုမဲယုံမဲစင်းကတ်ပါပြီကိုနဲ့ဆိုင်တဲ့မြို့နယ်မှာကိုယ်နာမည်ပါလားမပါလားသွားကြည့်ပါကြည့်ပြီးလို့ ခုနကမပါသေးဘူးဆိုရင်အဲ့ဒီမှာသက်ဆိုင်ရာဒီသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ဆက်သွယ်ပြောဆိုပြီးတော့ကျမနာမည်ကျွန်တော်နာမည်တော့မပါသေးဘူးကျွန်တော်ဆက်ရှင်ပြည်တယ်မှာပတ်ပုံတယ်ကျွန်တော်ဘာလို့မပါတာလဲဆိုပြီးမေးအဲ့လိုနဲ့ကို့နာမည်စင်းပြပါလောက်ပြန်လို့အဲ့လိုနဲ့မဲဦးစင်းဒီလိုပဲလုတ်သွားမှာနှမောရင်မဲမတမာမှုလို့စကားလုံးကလာအောင်မဲပြီးမဲကိုဘာဖြစ်လဲညဖြစ်လဲလာအောင်မဲခင်ဗျားတို့ကလည်းမဲတော့မပေးတာခင်ဗျားတို့ကလည်းမဲစင်းမဆက်လိုက်တာနဲ့ပဲနေတိုင်းငါတို့မဲမပေးခဲ့ပါဘူးငါတို့မသိဘူးလို့သွားလို့လို့မရဘူးဘာလို့ဆိုတော့ခင်ဗျားတို့စင်းပမ်ပမ်ပေးပေးမပေးဘူးကတရားဝင်သဘောရရွေးကောက်ပဲချက်ပါပြီဆိုရင်ရွေးကောက်မှာလာမဲပေးတဲ့သူအပေါ်မူတည်ပြီးတော့ထားမြောက်တယ် တယောက်လာပြီတယောက်နဲ့ထားမြောက်တယ်ဆယ်ယောက်လာပြီဆယ်ယောက်နဲ့ထားမြောက်တယ်ရုပ်ကဘုရားထားမြောက်လို့ဆိုမှရှိကျင့်ပါပြီတော့ကျင့်ပါပြီတယ်အဲ့ဒါကိုအမပေးတာပေးတာကိုယ်နဲ့ပဲဆိုင်တယ်အဲ့တော့မပေးတဲ့အတွက်ငါဆုံးရှုံးနေတယ်ငါနေနေဆိုဆုံးရှုံးဆုံးရှုံးရှုံးရှင်းဆုံးရှုံးကိုပဲဆုံးရှုံးမှာပါပြီးတော့ကိုကပုဂ္ဂိုလ် A ကိုကြိုက်တယ်ဒါပေမဲ့ B B ကိုပဲမပေးမဲ့လူတွေကများနေတဲ့အချိန်မှာ A ရလူတွေကမပေးဘူးกว่าဆိုငြိမ်လိုက်တဲ့အတွက် B တွေပဲဖြစ်သွားပြီးတော့ A တွေကမရဖြစ်သွားမယ်အဲ့ကြရင်နေနာမှာဘယ်လိုဆိုတော့အဲ့ဒီ B တွေတွက်မှုသွားရင်ဘယ်နဲ့လုပ်မလဲနော် A တွေကတိုင်းတက်ခုဝင်ပါဘူးဘယ်နဲ့လုပ်မလဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကရွေးကောက်ပွဲနဲ့တူလွတ်တော်ထဲမှာကျွန်တော်တို့မြင်ရမယ့်လူတွေကကျွန်တော်တို့မကြိုက်တဲ့လူတွေကျွန်တော်မြင်နေရတယ်ဘယ်လိုလုပ်မလဲ တော့ကျွန်တော်တို့မကြိုက်တဲ့သူတွေလည်းပါမှာဖြစ်တယ်လို့ကျွန်တော်တို့ကြိုက်တဲ့သူတွေလည်းပါတော့အောင်တော်တော်လေးပါတော့အောင်ကျွန်တော်တို့ကတက်နိုင်တော့ဒီဟို silent ငြိမ်နေတာမျိုးမလုပ်ဖဲနဲ့ထွက်ပြီးတော့ကိုလည်းကိုအားပေးတဲ့နေလူကိုပေးတဲ့နေလူမဲဖက်ပေးကို့အတွက်ကိုစားပြုနိုင်မယ့်လူဆိုင်လူမဲ့မဲဖက်ပေးအဲ့လိုပေးပြီးတော့မှကိုနာပြောလွတ်တော်ထဲမှာ check and balance ပြအောင်လုပ်ပြီးပါအဲ့ဒါမှပဲဆက်ပြေးပါပါနောက်နောက်ဆိုရင်ဒီလွတ်တော်ကြီးကအကုန်လုံးလက်ညှိုးတော်ကောင်းကြီးနေဖြစ်သွားရင်မကောင်းပါဘူးကျွန်တော်တို့ကဒီလွတ်တော်လက်ညှိုးတော်ကောင်းကြီးလွတ်တော်ဖြစ်စေချင်တာမဟုတ်ဘူးလွတ်တော်ကြီးလက်ညှိုးတော်ကောင်းကြီးမဟုတ်ဘူးလွတ်တော်ကြီးအခြေတင်ကြီးရမှာအခြေတင်ပြောဆိုနေရမှာအခြေတင်ဆွေးနွေးနေရမှာအစိုးရကိုထောက်ထားတယ် လွတ်တော်မှာထောက်ထားတဲ့တဆိုင်အဖွဲ့စည်းကိုလို့လွတ်တော်နေပြီးတော့တောင်းတောက်လျှောက်ဒီချက်ကန်ဘဲလောက်နေတာမျိုးပေါ့နော်အချက်ကင်းနေဘဲလဲပေါ့နော်ဟိုလွတ်တော်နေပြီးချက်ကင်းနေဘဲလဲလောက်ပြီးနေရတာနော်ချက်ကင်းနေဘဲလဲမလုပ်ဘူးဆိုရင်ဒါမှလွတ်တော်ရေလည်းညွန့်တော်ကောင်းချင်းဖြစ်တော့ပုံတင်ညွန့်ဖြစ်ကုန်ပုံတင်ညွန့်လွတ်တော်ဖြစ်ခံလို့မရဘူးချက်ကင်းနေဘဲလဲလွတ်တော်ဖြစ်ရမယ်နော်အဲ့ဒါလေးတော့ကျွန်တော်မမေ့ပါဘူးပြောတာနော်ဆိုတော့ဒီမှာအခုစက်တင်ဘာ30ရက်နေ့တည်ဆိုရင်ခုနကအမှု24လေးမှုကျုလို့သူက64ဟူစဉ်းစားကြည့်ပါနော်အဲ့တော့တော်တော်လေးတော့သွားမှာပဲမလို့တော့မလို့ဘူးအဲ့တော့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်တော့အခုဆိုမဲဆင်းဆိုလေလူကိုယ်တိုင်လောက်ဆင်းဆိုလေပထမဆိုရင် ပါတီ6ခုကနိုင်ငံရေးပါတီပြည်ထောင်စုဝမ်းမှာစီလုံးမှာပါတီ6ခုကကိုယ်စားလှယ်3961ဦးရှိတယ်တိုင်းတိုင်းပြည်နယ်မှာစီလုံးမဲ့နိုင်ငံရေးပါတီ50ခုကနေကိုယ်စားလှယ်966ဦးရှိတယ်တတိပုဂ္ဂလကိုယ်စားလှယ်96ဦးရှိတယ်ပေါင်း9023ဦးရှိတယ်ပြောနေအဲ့ဒါတွေကိုလုံးကိုစစ်စစ်တိုင်းလို့နေတယ်မကြခင်မှာကိုယ်စားလှယ်စင်နေချင်ကြမယ်အဲ့ကိုယ်စားလှယ်စင်နေမှာကိုပေးချင်တယ်လူပါလားကိုမျိုးနဲ့နဲ့ဆိုင်းလူပါလားတော့ကြည့်ပါကြည့်ပြီးအဲ့လူတွေကိုပေးစရာရှိတယ်ပေးပလိုက်အဲ့ဒါနဲ့ပဲကိုကဒီကိုလိုချင်တဲ့အစိုးရအပြောင်းလဲတွေကို တောင်းရပြီးရဖြစ်တယ်နော်အဲ့တော့မဲဆင်းလေးထွက်ကြည့်ကြနောက်ကျတော့တောင်းမင်းနဲ့အဲ့မဲဆင်းသွားထွက်ကြည့်နေမဲဆင်းစာကြီးချက်ချိခက်ခဲ့တာမျိုးပေါ်ပင်နဲ့ချက်ချိခက်ခဲ့တာမျိုးလှုပ်လို့ရှိရင်တော့အဲ့တော့မှထောင်တဲ့ကို64ရာတိ65ကခမားဖြစ်သွားလိမ့်မယ်အဲ့ဒါလေးတော့မမေ့ဖို့တော့ပြည်သူလူထုကိုတတိပေးပါတယ်ကျွန်တော်လည်းရွေးကောက်ပွဲနဲ့ပတ်သက်ရင်တော့ဟိုဟိုဘယ်လိုကောင်းလဲရွေးကောက်ပွဲပို့ပြီးတော့အားကောင်းရှင်သန်လာရေးလူထုများနိုင်တော့များပါဝင်လာရေးကိုပဲကျွန်တော်တက်တော့ကြိုးစားပါမယ်နော်ဒါလေးကတော့ကျွန်တော်တို့အလုပ်ပါနော်ဒါတစ်ခုပေါ့နောက်တစ်ခုကကျွန်တော်တို့ ီနေ့ဟောပြီးပြီးတော့ကျွန်တော်တို့ဒီနေ့ဘာပြောကြရှိလဲဆိုတော့ရွေးကောက်ပွဲကိစ္စပါလာပြီးတော့ဥက္ခိရေပြည်ခိုင်မျိုးကိစ္စလေးလည်းပြောရအောင်မယ်။အင်းဒါဒါဆက်ဆက်နေလို့ပြောရမှာပေါ့နော်။ဆိုတော့ကျွန်တော် အော်လို့ပြည်ခိုင်ပြောဥက္ခိရတော့ဒါဘာပဲပြောဟိုသူကတော့အော်တိုဘာ၂ရက်နေ့ကအော်တိုဘာ၂ရက်နေ့တုန်းကတဲ့နော်ရန်ကုန်မှာရှိတဲ့ပါတီရုံးချုပ်မှာပြည်ခိုင်ပါတီရုံးချုပ်မှာတဲ့လူမညာရှင်နေနဲ့သူရင်းနှီးတွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပြီးတော့သူတို့ရဲ့ Facebook မှာတင်လာတယ်။ဆိုတော့ तू တွေ့တာအော်တိုဘာ၂ရက်နေ့ရ၂ရက်နေ့ရတွေ့တာ။ဒါပေမဲ့ထုတ်ပြန်တာကဒီကနေ့အော်တိုဘာ၄ရက်နေ့မှာထုတ်ပြန်တယ်ဆိုတော့ဟောကျွန်တော်စဉ်းစားကြည့်တယ် ဒီအမှုပညာရှင်ဆိုတဲ့ပုံကိုယ်တွေနဲ့တွေ့တာတောင်သူ24နိုင်မှု48နိုင်ကြာမှာသူ Facebook ကသူ့ရဲ့ party Facebook ကထုတ်ပြန်နေတယ်ဆိုတော့တော်တော် update ဖြစ်တာပဲတော်တော် update ဖြစ်တာပဲပြန်ပြောတော်တော် update ဖြစ်တာပဲလို့ဒီနေ့တွေ့ဒီနေ့ထုတ်ပြန်ဘာဖြစ်လို့ဒီနေ့တွေ့ဒီနေ့ live ပြန်ဘာဖြစ်လို့ဒါပေမဲ့သူတို့ကမထုတ်ပြန်ဘူး48နိုင်ကြာအောင်စောင့်နေဩလို့အဲ့ဆိုရင်သူတို့ကအဆိုးရဖြစ်သွားရင်ကျွန်တော်တို့တခုခုဆို48နိုင်ကြာမှာသိရမလားမသိဘူးနော်သူတို့ဆိုတာဖြစ်သွားရင်ပြောတာပါသူတို့ဆိုတာဖြစ်သွားရင်ကိစ္စတစ်ခုပေါ်လာတယ်ဗန္ဒနာရက်တွေ48နိုင်ကြာမှသိရမလားမသိဘူးဒီအမှုပညာရှင်တွေတွေ့တဲ့ကိစ္စတော့သူ48နိုင်ကြာအောင်စဉ်းစားရတယ်ဆိုတော့ ဟိုဘာတွေများစမ်းသပ်နေရလို့ကျွန်တော်မသိဘူးဒီတွေ့ရလေးကိုပြီးတော့ဒါမဲဆိုစေးဟုတ်နေလို့ဖြစ်မှာ तू စိုးတာလားမသိဘူးဒါဥပဒေရဆိုဘောင်လွတ်နေဥပဒေရလွတ်နေ तू ဥပဒေရလွတ်နေလို့ဆိုကသူဒီတိုင်းမဲ့လေဟိုကဲတော့လွတ်နေတွေ့ကြဆုံးကြတယ်ကော်ပီတောက်လိုပိတ်တော့မိုးစားစကားပြောကြဒါပဲလေကျွန်တော်တို့မဲပေးပါလို့ तू မဲဆွဲနေရမှာမဟုတ်ဘူးအဲ့တော့လွတ်နေဥပဒေရရှင်းရှင်းလေးလွတ်တယ်အကယ်၍ तू ကအမှ तू အပေါ်ထဲမှာကျွန်တော်တို့ပြန်ပြို့တော့မဲပေးပါနော်မဲဆွဲပေးပါနော်ဘာညာတော့ပြောနေရင်တော့အဲ့ဒါအတန်ထွက်လာလို့အဲ့ဗီဒီယိုဘာညာထွက်လာခဲ့ရင်တော့ဒါတကြတဲ့မဲဆွဲခွင့်မချင်းမစသေးပဲနဲ့ဆွဲနေရတဲ့အတွက်ဒါသူ့အရေးကြီးတယ်ဒါပေမဲ့အခုထိ तू ကရှင်းပြောရင်တော့ဟိုဒီဖွဲ့နေတဲ့တွေ့တဲ့ကိစ္စက မဲဆိုတာကိုပဲနဲ့သူကခေါင်းဆိုင်ရတာပေါ့ပါလိပြောရင်တော့ဟို indirect ပေါ့ indirect မှာတို့နဲ့ဒီလူတွေနဲ့တွေ့တယ်စကားပြောတယ်အဲတို့ဒီမိတ်ဆွေများနဲ့တွေ့ပြီးစကားပြောကြတယ်လက်ဖိတ်ဝိုင်းစကားဝိုင်းလောက်ကြတယ်ဒီလောက်ပဲဒါပဲဆိုတော့တက်တောက်တာဖြစ်တယ်အဲ့တော့ဟိုဒီမှာတွေ့ကြတယ်ဆိုလို့ရှိရင်နာမည်ကျော်တွေအများကြီးတွေ့ရတယ်နာမည်ကျော်တွေအများကြီးတွေ့ရပါတယ်တို့တော့နာမည်မြို့ပြန်ရှင်နဲ့နာမည်တခုချင်းတို့တော့မပြောပါဘူးဒါပေမဲ့ကျွန်တော်လည်းနာမည်လေးတခုချင်းပြောတော့ပါဘူးရုပ်ရှင်လောကဘက်ကပါတယ်သဘင်ဘက်ကပါတယ်ဂီတဘက်ကပါတယ်အဲအဲ့လိုအတိုင်းဝိုင်းဆုံးကပါလာပါတယ်ဟာသဘက်ကလည်းပါပါတယ်အဲ့တော့တော်တော်များပါလာကြပါတယ်နာမည်လေးတော့ကျွန်တော် ရုပ်ရည်ပေါ်လိုက်နံပါတ်တန်းပြောရင်တော့ကြာတချို့လူနံပါတ်မပြောဘူးမိထိန်ချထားတာဖြစ်မှာဆိုလို့ကျွန်တော်တို့အဲ့ပြခိုင်ပြည့် Facebook မှာတော့တွားကြည့်ဘူးသူတွေပါလဲဆိုတော့မြင်ရလိမ့်မယ်နော်အဲ့တော့နံပါတ်တွေမရွတ်ပြတော့ဘူးကိုယ့်အကူပဲကြည့်လို့ရပါတယ်ကိုယ်တိုင်တက်ခဲ့သူတွေကိုယ့်အကူသိပါတယ်ဥခင်ကြီးတို့ရဲ့ပြခိုင်ပြည့်ပါတီရဲ့ဥခင်ကြီးနဲ့တွေ့တဲ့ကိစ္စပေါ့နော်ဆိုတော့ဥခင်ကြီးအနေနဲ့ကလည်းဟို ဒီချိန်မှာသူဒီလိုပဲလိုက်တွေ့မှာပဲဘာလို့ဆိုတော့တစ်ချိန်သူမဲဆွဲတဲ့အချိန်ကြလို့ရှိရင်အ ਨੇ ဆုံးတော့သူ့ကိုလက်ခံနိုင်တဲ့သူတွေပေါ်ပေါက်လာဖို့တော့သူတို့ဒီကလကရေကအဲလိုက်ပြီးတော့သူနဲ့သဘောထားတူညီမဲ့လူတွေနဲ့သူတွေ့ဆုံဆွေးနွေးတာတွေစကားပြောတာတွေလောက်ရမှာပဲဒါသူ့လုပ်ပဲဒါဒါဒါနိုင်ငံသမားတွေအထောက်အကူလုပ်ပဲဆိုတော့ဒါပေမဲ့ထုတ်ပြန်ချက်ကိုတော့ကျွန်တော်48နိုင်ကြအောင်စောင့်ရတယ်ဆိုတော့ကျွန်တော်စဉ်းစားကြည့်တာပေါ့နော်ဒီဒီနိုင်ငံရေးလူမြရှင်နဲ့တွေ့တဲ့ကိစ္စအောင်48နိုင်အကြောင်းစဉ်းစားပြီးမှထုတ်ရတယ်ဆိုတော့အရေးကြီးနိုင်ငံအတွက်အရေးကြီးတဲ့ကိစ္စအကြောင်းသူ48နိုင်အကြောင်းစောင့်ပြီးမှကျွန်တော်သိရမှာလားတော့မသိဘူးပေါ့နော်အဲ့ဒါတော့မသိဘူးသို့တော့ပြည်ခံပြိုးတီလောလောဆယ်တော့ဘာပဲပြောပြည်တွင်းမှာရှိတဲ့ပါတီတွေအားလုံးကပြည်ခံပြိုးကတော့ အာဘလို့တွွိတွွိသူကတော့ထိဆောင်ကနံပါတ်1မှာရှိနေတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ပါတီရဲ့ပုံရိပ်အရှိန်အဝါပြီးပါတီရဲ့ဒီဘာခေါ်လို့ဆိုတော့တိဆောက်လာမှုတမိုင်းဒါတွေအကုန်လုံးကဘလို့မှကျွန်တော်တို့ဒီပြည်တွင်းမှာသူ့ကိုရှင်နိုင်တဲ့ပါတီကအသိမရှိဘူး။တချိန်တော့ရှင်နိုင်ခဲ့တဲ့ NLD ရဲ့စသိသိသွားပြီဆိုတော့သူ့ကိုပဲချက်တော့တယ်။သူ့ကိုတော့ရှင်နိုင်မဲ့ဂျန်နက်ပါတီဆိုတာလည်းအဲ့လောက်ကြီးမဟုတ်တော့ပြန်မဟုတ်တော့ဘူးနော်။ဆိုတော့ပြောရရင်တော့ပြောရရင်ရုပ်ရှင်ကားတစ်ခါလို့ပြောမယ်ဆိုရင်ပြီးကိန်းပြောရမင်းသားပဲ။ဒီကမှာပြီးကိန်းပြောရမင်းသားပဲဇက်ဇက်ဆောင်ပဲ။အဓိကအဓိကဇက်ကောင်ပဲ။ ပြီးခိုင်ပြောအဓိကဇက်ကောင်ပဲကျန်တဲ့ဟိုဥက္ကိုကြီးတို့ဒေါ်သက်ခိုင်တို့တော့ဇက်ဆောင်ဇက်ပုတ်ဆိုင်ရန်လေးတွေပေါ့ဗျာနော်ဥက္ကိုကြီးဒေါ်သက်ခိုင်ဦးဆိုင်ပေါင်းတို့ဇက်ပုတ်ဆိုင်ရန်ပါတီလေးတွေပေါ့ဗျာနော်ဘာလို့ဆိုနိုင်ငံရေးဖျက်ဆောက်လေးတွေတချို့ဆိုနိုင်ငံရေးဖျက်ဆောက်လေးတွေရုပ်ရှင်လောကမလို့ပြောမလို့နိုင်ငံရေးဖျက်ဆောက်လေးတွေရှိသေးတယ်တချို့ဆိုတချို့ပါတီလေးတွေဖျက်ဆောက်နိုင်ငံရေးသမားလေးတွေဖျက်ဆောက်ပါတီလေးတွေရှိသေးတယ်ရုပ်ရှင်ကလည်းပြောဖျက်ဆောက်ပါတီလေးတွေဖျက်ဆောက်နိုင်ငံရေးသမားလေးရှိသေးတယ်တချို့ပါတီတွေမှာ van ပေါ့နော်အားလုံးကတကယ်ကိုပါတီကိုတိုက်ခိုင်လို့ဒီမင်းသားဇက်ကောင် van လုပ်တဲ့တွေရှိရင်ရှိနေပြီမယ်ဒါပေမဲ့ဒီမှာတော့မရှိဘူးဒီခိုင်ပြောဟိုဟိုတကောင်နဲ့ပြည့်တဲ့ပွဲတော့ဖြစ်ပြီပေါ့ဒီခိုင်ပြောကဒီလိုဖြစ်နေတော့တွေ့ရတယ်ဆိုတော့ဒီခိုင်ပြောနေတဲ့ကလည်းလာမဲ့ ဟိုအခင်းချင်းမှာသူတို့ဒါအစိုးရဖွဲ့ဖို့သူကဥစ္စာဖွဲ့ရမယ်ဆိုတော့ကျွန်တော်တို့ဒီနေရာကြည့်ရင်တော့ခံမှန်းလို့ရနေပြီပေါ့နော်ခံမှန်းလို့ရနေပြီဆိုတော့ဥခင်ကြီးဘာဖြစ်မှာလဲဆိုတော့မင်းကိုဥခင်ကြီးကတမနာဖြစ်မှာလားဥခင်ကြီးတမနာဖြစ်မှာလားဆိုတော့ကျွန်တော်တို့ကဒီအနေထောက်ကြည့်တာပေါ့ဥခင်တမနာဖြစ်နိုင်လားမဖြစ်နိုင်လားအနေထောက်ကြည့်တာပေါ့နော်ဆိုတော့တချို့နိုင်ငံအမှုပြရှင်တွေဆိုတော့ကလည်းဒါဥခင်ကြီးကတမနာဖြစ်မှာလားမသိဘူးဆိုပြီးတွေ့ရင်တွေ့ကြတာဖြစ်နေတာပေါ့နော်ပြောမရဘူးတချို့တွေရဲ့စိတ်ထဲမှာဟုတ်ငါကြည့်ရဥခင်ကြီးကတမနာဖြစ်မှာလားမသိဘူးတွေ့ရင်တွေ့ကြတာဖြစ်နေတာပေါ့ဒါမှမဟုတ်လည်းမျိုးစုံဖြစ်စီကမူဖြစ်တယ်ဖြစ်စီမဖြစ်စီဖြစ်စီဟိုဒါတွေကနိုင်ငံရေးရဲ့ နိုင်ငံရေးဆိုတာ24နိုင်တမိနစ်တစ်စက္ကန့်နောက်ဆုံးစက္ကန့်မိနစ်တွေမှာတော့အများကြီးပြောင်းလဲသွားနိုင်တယ်အဲ့တော့ခက်တော့ခက်တယ်ပေါ့နော်ဒါအဆောင်ကြည့်ရမယ်ဆိုတော့တော့တော့ဥက္ကိရှန်နေဒီတွတ်တွေ့တဲ့ကိစ္စဥက္ကိရှန်နေပါနိုင်ငံလူပြရှင်တွတ်တွေ့တဲ့ကိစ္စကြည့်ပြီးဩဩဘယ်လူပညာရှင်နေဩတို့တွေတွတ်တွေ့ရပါလားကျွန်တော်ဒီလိုပဲတွေ့တော့ဆိုတော့အခြားသောနိုင်ငံရေးပါတီတွေတွေ့ခင်ရမှာလားမေးရင်တော့တေချာဥက္ကိရိုးရဲ့ပြည်ခိုင်ပြောပါတီကိုတော့ဘယ်မီမလဲဗျာမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးကျွန်တဲ့ပါတီတွေကအဲ့လိုခေါ်နိုင်ဖို့ဆိုတော့မလိုပါဘူးဥမာတော်တဲ့ဆက်ခိုင်ဆိုလဲသူ့ညမဟိုဘက်ခိုင်ဘက်ခိုင်လိုကလားဘက်ခိုင်လိုကလားဟိုဘက်ခိုင်လိုကောမတွေ့ရဘူးသူရှိရတယ်ဒါပေမဲ့မတွေ့ရဘူးကလည်းသူ့မှာပါတီလိုသူထွက်လာပြီးတော့ လူပြရှိတွေခေါ်စီအောင်ပေးပါမလားဆိုတဲ့မိကွန်းသူ့မှာလက်သက်ရှိတယ်တခါဥက္ကူကြီးရောဥက္ကူကြီးဆိုတော့ BB ချမ်းလည်းဘာဖြစ်သွားပြန်မသိဘူးမပြောင်းတော့ပြန်ပြီဆိုတော့ဒီလိုမျိုးဘာဖြစ်သွားလဲဆိုတော့တိတော့တိပါတယ်မသိဘူးပဲပြောပြစီသိတယ်မသိဘူးပဲပြောပြစီနော်ဆိုတော့သူတို့ဖြစ်သွားတယ်ဆိုတော့တို့ဘာလို့မချာရှင်နေနေတွေ့ဖို့ဆိုတာမလွယ်ဘူးတို့ဆိုလေဆိုတော့ပြည်ခိုင်မျိုးတစ်ခုသားလေးဒါလုံနိုင်တဲ့ကိစ္စပါ channel party လုံနိုင်တဲ့အစွမ်းမရှိသေးတဲ့ကိစ္စလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကဒီကာလမှာကအမှုပြရှင်တွေလည်းတော်တော်လေးဝင်ဝင်ကောင်းမယ်ဘာလို့လဲဆိုတော့ဘာလို့ဘာလို့ဆိုတော့အခုပဲဒီရဲ့ဘက်မှာတော့မိုးညိုနဲ့ မူညိုဆယ်လီမူညိုပေါ့နော်ဟို Facebook တက်တော့ဆယ်လီမူညိုနဲ့ဆယ်လီဖြူဖြူတွေးတို့ကလည်းအခုကန်ဘောဘက်ကိုတိုက်ဖြောရေးသွားတယ်လို့သိတယ်ဆိုတော့သိရတယ်ပေါ့နော်ဆိုတော့စသဖြင့်တော့ဒီအမှုမြရှင်တွေဒီရဲ့ဘက်မှာတော်တော်လေးတော့နိုင်ငံရေးသမားတွေတကယ့်အူအော်တွေရဲ့ကန့်လန့်တာတွေမျိုးစုံလို့ခံရမယ်ခံရပြီးတော့မျိုးစုံပေါ်ပြရတယ်သွားရမယ်ဒလာကြရမယ်အဲ့မှာတော့တချို့တွေအစီပြေကြမယ်တချို့တွေလည်းဆဲခံရမယ်တချို့တွေလည်းမြေပြောက်ကြရမယ်တချို့တွေလည်းပျော်ကြမယ်ဝမ်းသာကြမယ်မျိုးစုံတော့ဒီမှာမျိုးစုံတော့တွေ့နေရတယ်ဆိုတော့စောင့်ကြည့်ကြတာပေါ့ဒီလာမယ့်ခင်ချင်းမှာဘယ်အမှုမြရှင်တွေကဘယ်ဘက်ကနေဘယ်လိုများဘယ်လိုသွားမလဲဆိုတော့ ကျွန်တော်စောင့်ကြည့်ကြမယ်ကျွန်တော် channel ကြီးကတော့ဟိုပြည်ပြုပ်ဆိုတော့ရေးတာပဲ channel ကြီးကိုဝယ်နေတယ်လို့ပါလို့ညာလို့တယ်ဘယ်လောက်နဲ့ဝယ်လဲတော့မသိဘူးကျွန်တော်လည်းအခုချိန်ကြီးတော့လာဝယ်တာမကြရသေးဘူးဘယ်လောက်နဲ့ဝယ်လဲတော့မသိဘူးဝယ်တယ်ဆိုပြီးပြည်ပြုပ်ဆိုတော့ရေးနေကြတာပဲဘယ်လောက်နဲ့ဝယ်လဲတော့မသိဘူးကျွန်တော်အခုချိန်ကြီးတော့ဝယ်တာမကြရသေးဘူးနော်ဆိုတော့ဟိုပြည်ပြုပ်ဆိုတော့ရေးသလားမင်းနဲ့ပြည်တွင်းမှာရှိတဲ့ချက်နေတဲ့မီဒီယာတွေကိုလည်းရေးတာပဲဆိုတော့ဟိုကျွန်တော်တို့အခုချိန်ကြီးတော့ပါတီတစ်ခုကိုဇောင်းပေးပြီးတော့ပါတီတစ်ခုကိုရဲ့အကြောင်းကိုပဲကျွန်တော်ရဲ့ဟိုဟာပေါ်မှာအဲကျွန်တော်ရဲ့သတင်းထံထဲ platform ပေါ်မှာ highlight လုပ်ပြီးတော့ဟို live ထွင်ပေးတာတို့ တို့ဟာပဲဒါကြောင့်လိုက်မေးပေးနေတာမျိုးတော့ကျွန်တော်တို့မလုပ်ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့မီဒီယာရဲ့ယက်တီချက်ကပါတီတစ်ခုအတွက်မဟုတ်ဘူး။ကျွန်တော်နိုင်ငံအတွက်ယက်တီချက်ဖြစ်နေပါတီတစ်ခုအတွက်မဟုတ်ဘူး။ဆိုတော့ကျွန်တော်တို့ကအဲပါတီတစ်ခုကပတ်စံပုံပေးတာလို့ကျွန်တော်တို့အဲ့ပါတီအကြောင်းမလိုက်ရေးရမယ်ဆိုတာမျိုးကျွန်တော်တို့ကတော့လုံးဝမဟုတ်ဘူး။ဘာလို့လဲဆိုတော့ပါတီအတွက်ကျွန်တော်ယက်တီတာမဟုတ်ဘူး။ကျွန်တော်တို့နိုင်ငံအတွက်ယက်တီတာဖြစ်တယ်။ကျွန်တော်တို့မီဒီယာရဲ့အဲ့ဒီမှာရေးမှန်းချက်တွေနိုင်ငံအတွက်ပဲ။အဲ့တော့ပါတီတိုင်းမှာဒဏ်လူညီမျှအခွင့်အရေးကျွန်တော်ပေးတယ်။တို့ကတို့လာလာတို့တို့ကိစ္စကျွန်တော်တို့ဖိတ်ခေါ်ထားပြီးသားစီစဉ်ရှိတယ်။မလာတာတို့ကိစ္စလာတဲ့ပါတီကိုအင်တာဗျူးမယ်မလာတဲ့ပါတီအင်တာဗျူးဒါပဲရှင်းရှင်းလေးပဲကျွန်တော်တို့အဲ့တော့လေအခကြေးကိုတစ်ချက်မှကျွန်တော်တို့ယူမှာလည်းမဟုတ်ဘူး။ပြတ်တယ်။ကျွန်တော်အဲ့လိုပြပြသားတော့အဲ့ကျွန်တော်တို့ရှိလာဗျူးတယ်လို့ ခါကြီးကိုလည်းတောင်းရလည်းမဟုတ်ယူလည်းမယူဘူးအေးဟိုဟာဘယ်လိုပြောမလဲသူတို့မလာတာသူတို့ကိစ္စကျွန်တော်တို့ဖိတ်ခေါ်ထားပြီးသားခါတို့လည်းမှတ်မိကြလိမ့်မယ်ကျွန်တော်တို့ဖိတ်ခေါ်ထားခဲ့ပြီးသားပါကျွန်တော်ဒါလည်းအခုကျန်တဲ့ပါတီတားလို့လည်းအခုတက်ဖိတ်ခေါ်တယ်ခါတို့တွေနဲ့ကိုကိုကိုပေးချာပြည်သူလူထုအလုပ်ကျပြုဖို့စဉ်းစားထားတယ်ဆိုရင်ရွေးကောက်ပွဲမဲဆွဲပွဲစပြီဆိုတဲ့နေ့ကစပြီကျွန်တော်တို့သတင်းမီဌာနကိုတုံးလို့ရတယ်တုံးပါကျွန်တော်တို့ကတုံးဖို့ခါတို့ပေးတုံးဖို့အဆင်ရှိတယ်ဒါပေမဲ့ဒီနေ့မှတခါတည်းပြောပါမယ်ခါတို့ကျွန်တော်ရုံးလာမှရမယ်ကျွန်တော်တို့ခါတို့ဆိုလုံးဝမလာပါဘူး ကျွန်တော်တို့အကြောင်းတိုက်ဆိုင်မှာတော့တော့ပါမယ်။တိတန်တော့ခင်ဗျားတို့ကိုအင်တာဗျူးအတွက်တော့ခင်ဗျားတို့ယုံကြည်နေမလာပါဘူး။ပြောပြလိုက်ပါမယ်။ခင်ဗျားတို့အခမ်းအနားရှိတယ်၊စီးဝေးရှိတယ်၊တော်မတင်တာရှင်းလင်းဝေးရှိတယ်ဆိုကျွန်တော်ရောက်လာပါမယ်။ဒါပေမဲ့တိတန်အင်္ဂလိပ်အင်တာဗျူးအတွက်ကိုတော့ကျွန်တော်တို့ကခင်ဗျားတို့စီးကြည့်မလာပါဘူး။ဒါပုံမှန်လည်းပဲကျွန်တော်ပြသပြောပါတယ်။ property အနေနဲ့ကျွန်တော်ကျွန်တော်တို့သတင်းဌာနအနေနဲ့ချမှတ်ထားတဲ့ rules တွေ regulation တွေရှိပါတယ်။အဲ့ regulation rules regulation ဘောင်တွေကိုဝင်ရင်တော့ကျွန်တော်တို့အဲ့ party တွေနဲ့ပတ်သက်ပြီးလုပ်ပြပါမယ်။အဲ့လိုမဝင်ရင်တော့ကျွန်တော်မလုပ်ပါဘူး။ဒါကျွန်တော်ရောပါပဲ။ကျွန်တော်တို့သတင်းဌာနဒီ statement နဲ့ NP news ဒီ party တစ်ခုအတွက်မဟုတ်ပါဘူး။ party တစ်ခုတော့ကျွန်တော်တို့ရဲ့ဟို Facebook ကျွန်တော်တို့ရဲ့ဒီ platform တွေပေါ့။ တို့ရနေပြီးတော့ဟိုလိုက်လွှင့်ပေးတာတို့အမေတီလုတ်ပေးတာတို့ကျွန်တော်မလုတ်ပါဘူးမလုတ်ပါဘူးအဲ့ဒါကကျွန်တော်တို့ကနေလုတ်ပေးတယ်မလုတ်ဘူးဒါကျွန်တော်တို့ရဲ့မူပါကျွန်တော်တို့နိုင်ငံအတွက်ပဲရက်တည်ပါတယ်နိုင်ငံနံပါတ်1ပါเนาะအဲ့တော့ဒါလေးကကျွန်တော်ကျွန်တော်ရဲ့မူကိုထည့်ပြောတာပါတခါကျွန်တော်ထည့်ပြောတော့ဒီကိစ္စဥက္ကဋ္ဌကိစ္စပြောရင်လည်းသူ့ပညာကိစ္စနဲ့ဆက်ဆက်လာလို့တခုကြံသေးတယ်အဲ့ဒါပါလဲဆိုတော့လင်းလင်းနဲ့ချစ်သူဝေကိစ္စပေါ့နော်လင်းလင်းချစ်သူဝေတို့ကိစ္စလည်းခုနာမည်လေးစထွက်လာပြီလင်းလင်းလေးပေါက်ကွဲနေပြန်ပြီเนาะအခြားတော့မဟုတ်ဘူးကဒီလင်းလင်းနဲ့ချစ်သူဝေကအမေရိကအဲအမေရိကမှာပေါ့ဗျာအမေရိကမှာသူကအိမ်ဝယ်ထားတယ် အေဝေထားတဲ့ကိစ္စကအစထွက်လာတယ်ပေါ့နော်အေဝေထားတာ9လကြာခဲ့ပြီတဲ့စုစုပေါင်း9လကြာပြီအဲဧပြီလ10ရက်နေ့2025ဧပြီလ10ရက်နေ့စဝယ်တယ်တဲ့နော်မေ29မှာတော့ဒါဘာဖြစ်သွားဝယ်ပြီးပြေးချပြီးသွားပြီပေါ့အဲအဲ့မှာလင်းလင်းနဲ့ချစ်သူဝင်နာမည်နဲ့အမီပေါက်တယ်နော်တန်ကြီးကဘယ်လောက်လဲဆိုတော့အဲ4ဒေါ်လာ4သိန်းနဲ့9000ဒေါ်လာ4သိန်း9000တန်တယ်တဲ့နော်အဲအဲ့တော့ဒေါ်လာ4သိန်း9000တန်တဲ့အိမ်ကိုဘယ်သူစီကနေဝယ်တာလဲဆိုတော့ ်ချာလီရူဆိုဆိုတဲ့ပုံကိုနော်ချာလီရူဆိုဆိုရက်ဆိုဆိုလားရူဆိုလားအဲ့ပုံကိုဆီကနေဝယ်တယ်ပေါ့ဗျာအဲ့ဒါကိုဝယ်တယ်ဆိုပြီးတော့အဲ့ဒါထွက်လာတယ်အဲ့ဒါထွက်လာတော့လင်းလင်းလေးနေနေပေါက်ပြီးကိုယ်ရတာပေါ့လင်းလင်းပေါက်ကိုယ်တော့အဲ့သူတို့ဒေါ်လာ9ဒိန်ဒီဘတ်တန်တဲ့အိမ်ကိုလင်းလင်းနဲ့ချစ်သူကိုရဘဲရတဲ့ပတ်စံနေနဲ့ဝယ်တယ်လဲဆိုတော့မိကွန်းကျွန်တော်တို့မသိဘူးအဲ့ဒီငွေတွေကဘဲရတယ်အိမ်မိကွန်းကျွန်တော်တို့မသိဘူး ဲ့ကျွန်တော်တို့မသိမဲ့လင်းလင်းကတော့အဲ့ဒါကိုပေါက်ွဲပြီးတော့မှသူ့ကိုအဲ့လိုပြောရကောင်းလားဆိုပြီးတော့အဲမှစပြီးတော့လင်းလင်းကစပြီးတော့စိန်ခေါ်စကားကြီးမမမရဲနေပြောလာပြီလင်းလင်းတို့အဲဖျဲတာကြီးရဲတာကြီးလှုပ်လာပြီဆိုတော့ဟုတ်တာမဟုတ်တာတော့ကျွန်တော်မသိဘူးနော်လင်းလင်းတို့ဘဲရတဲ့ပတ်စံနဲ့ဝဲလဲမို့လဲကျွန်တော်မသိဘူးဒါပေမဲ့ဝဲခဲ့ပြီဆိုတော့ဒါသေးချာသွားပြီနော်လင်းလင်းကမှသူ့ရဲ့ face ကိုမှလည်းတင်ထားတယ်အာနေစက်ကြနိုင်ဆိုတော့ပို့ရဲမင်းရဲ့ငါ့မက်ဆေ့ချ်တောက်စီကနေ screenshot ပို့ပြီးတော့ပွဲဖြစ်နေတာလေးဆိုရေးပို့တယ်ဆိုတော့ကဘာတိ face ကနေပြန်လွှင့်ဖွင့်ပြီးတော့လည်းမေးမယ် ဒီစကရချော်တွေကအိမ်ဝဲတဲ့ကိစ္စမင်းဘာသိချင်လဲအဲ့လေဒါအိမ်ဝဲတဲ့ကိစ္စဘာသိချင်လဲမင်းကလေးကသူအိမ်ဝဲပြီးပြီဆိုတော့ confirm ပေးတာအိမ်ဝဲခဲ့ပြီဆိုတာလင်းလင်းနဲ့ချစ်သူဝင်အိမ်ဝဲနိုင်ခဲ့ပြီအမေရိကမှာအိမ်ဝဲနိုင်ခဲ့ပြီနော်ဘယ်လောက်လဲဘယ်နှစ်နဲ့ကြာတော့ခါမြန်မာပြည်ကနေအဝတ်တွေကိုတစ်ခုနဲ့ပြေးပြီးတော့လင်းနဲ့ကြာတော့အခါလင်းလင်းနဲ့ချစ်သူဝင်ကဒေါ်လာ9သိန်းလောက်တန်တဲ့အိမ်တစ်လုံးကိုဝင်နိုင်ခဲ့ပါပြီလင်းနဲ့ချစ်သူဝင်ကနော်ဝမ်းသာပါတယ်သူတို့ဒီလိုမျိုးကြီးပွားချမ်းသာသွားတယ်လေဝမ်းသာပါတယ်ဒေါ်လာရေးသမားကြီးပွားချမ်းသာသွားတာဘာဝမ်းနေကြရရှိလေဗျာဝမ်းမနေပါဘူးကျွန်တော်တို့ကတော့သူ့လူနဲ့သူသူ့ဟာနဲ့သူအစီအပြေနေပြီးတာပဲဒါမဲ့အိမ်ဝင်နိုင်ခဲ့ပြီလို့ကျွန်တော်တို့များခုဒေါ်လာ9သိန်းတန်တယ်မလို့ ဒေါ်လာတစ်သိန်းတော့မတန်ပါဘူးကျွန်တော်ထားပါတော့ဗျာနော်